င်နာလာချိုးကကျွန်တော်ပြောသလိုပဲမြန်မာနိုင်ငံအလံပဲနော်မြန်မာနိုင်ငံအလံပဲဒီမှာအသားထဲမှာထိုးထားတာအဲ့တော့ကျွန်တော်တို့ကဦးမေအွန်လိုင်းကိုအရန်တော်တယ်လို့ပြောရင်ကျွန်တော်ဆဲရအောင်မယ်တနက်တစ်ချက်မှမဖောက်ပဲနဲ့ကျွန်တော်ကပြောခဲ့တာလေစန့်ကျင်ဘက်ပေါ့မင်းတို့တနက်တစ်ချက်ဖောက်ကြည့်လိုက် အဲပြန်ရမကမကြတယ်ရပါဘူးဆိုတာကအခုကြတော့တနက်တချဲမှာဖောက်ဆရာမလို့ပဲနဲ့လာစုပြန်သိမ့်လိုက်တာနော်အဲ့တော့ဦးမြောင်လာရဲ့အဆောင်တကားတော့ဘယ်လိုကြီးပါလဲနော်အကျွန်တော်လည်းအခုလာစုကိုသွားဖို့တော့ကိုမင်းနေတော့ဆိုင်ကနေသွားမှရမယ်တဲ့အဲ့တော့စစ်သုံးပန့်ကိုပါသွားတဲ့လူတွေကိုပြန်ပေးတယ်အပေးယူလို့တယ်ဒီကြားထဲမှာစိတ်မကောင်းဖြစ်မိတာတကူက PDF တွေ PDF တွေကို ကွမ်လုံးမှာ PDF တွေကပြေးတာများတယ် PDF တွေကမလုံးချင်တော့ဘူးဆိုပြီးတော့ထွက်ပြေးတာမူဆယ်အဲ့ဒီရှမ်းမြောက်တမြောက်လုံးမှာပြေးတော့ကွမ်လုံးမှာဖမ်းတာ PDF ဆိုရင် PDF တစ်စိမ့်နဲ့ PDF ဆိုပြီးတော့လမောင်းတစ်စိမ့်နဲ့ရှိရင်ဒီကနေ့ပြတ်သွားလိုက်တာလာကျို့တနေ့တစ်ချက်မှပေါက်ကြမလို့ဒါပေမဲ့ပြည်သူတွေကအခုချိန်ထိပြည်သူတွေကအခုချိန်ထိနောင်နာမရသေးဘူးเนาะတက်မတော်ကရမခရဲကိုပြန်ဝင်လာတာဟုတ် ခွာခွင့်ပေးလိုက်တော့သူတွေခွာတယ်နော်စစ်တပ်ကနိုင်ငံတွေကတကားကြီးပေါင်းတွေကိုခွာတယ်ဒီလိုတကိုးမျိုးတကိုးစိတ်နဲ့အောက်တန်းသားစိတ်တွေရှိနေပါတော့ခမားတို့မှာကိုပိုင်းသူများပစ္စည်းပြစစ်တပ်တွေကပစ္စည်းကိုသူများတွေသွားခွာတယ်တန်တွေသွားယူပြီးရောင်းစားတယ်ခမားတို့ပြည်သူလူထုကလည်းတကယ်ကျွန်တော်တော့မပြောချင်လို့အောက်တန်းသားစိတ်နဲ့အုံထုံးမှခမားတို့ကရမှာ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့တခိုးကြောင့်ကြီးတစ်ချက်မှမဖောက်ရပဲလာရှိုးပြန်ရတာလို့အာကြီးပြောပြလာတဲ့ရုပ်တံနဲ့အတူလာရှိုးမျိုးကနေ NDAA တက်တွေဆုတ်ခွာပြီးနောက်စစ်ကောင်စီတက်တွေဝင်ရောက်လာတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမျိုးကိုတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ NDAA ကိုကန့်တက်တွေပြန်လည်ဆုတ်ခွာပြီးနောက် ဧပြီလ20နှစ်ရက်ဒီနေ့မှာတော့စစ်ကောင်စီတပ်ကမျိုးရင်းတွေကိုဝင်ရောက်လာကြတယ်လို့လာရှုမျိုးခံတွေကပြောပါတယ်စစ်ကားအစီးရေ90ထပ်မင်းဟာဒီနေ့မနက်အစောပိုင်းကနေစတင်ဝင်ရောက်လာကြတာလို့လုံခြုံရေးအယအမည်မဖော်လို့တဲ့လာရှုမျိုးခံတအူးကပြောပါတယ် စစ်ကားတွေအများကြီးဝင်လာတာတွေ့တယ်မြို့တော်ခမနာကနေမြို့ဝင် မုတ်ဦးပတ်နာထိရှိတယ်စစ်ကားတွေအပြည့်ပဲအ ਨੇ ဆုံးကတော့အစီလေး90တော့ရှိမယ်ထင်တယ်ဗျကားပေါ်ကဆင်းလာတဲ့စစ်သားအချို့ကမျက်နှာဖုံးနဲ့တွေ့ဆွပြီးနေကမျက်မျက်နဲ့စစ်ဝတ်စုံနဲ့အပြည့်ပဲပြီးရင်ကားပေါ်မှာလည်းဆက်လက်လူပုံစံမျိုးတနက်တွေထောင်ထားတာတွေ့တယ်ကျွန်တော်တွေးမိတာကသူတို့ရဲ့တက်တွေမှာပြန်ထိုင်ချဖို့အတွက်ကားတွေအပြည့်အဝထက်လာဖို့အတွက်စောင့်နေကြတာလို့ထင်တယ် အခုဝင်ရောက်လာတဲ့တက်တွေကစစ်ကောင်စီရဲ့တက်မ33ကို16 89စတဲ့တက်မ3ခုလို့ကြားသိရကြောင်းလည်းသူကပြောပါတယ်။လာရှိုးမျိုးပေါ်ရဲစခန်းမှာ နောက်ဆုံးကြန့်ရှိနေတဲ့ NNDAA တက်ဖွဲ့ဝင်တွေလည်းဒီနေ့နောက်ဆုံးအပီးတက်ထွက်ခွာဖို့ပြင်ဆင်နေကြတာတွေ့ရတယ်လို့လည်းဆိုပါတယ်။တရုတ်ဆိုရရဲ့ဂျားဝင်ဆောင်ရွက်မှုနဲ့ပြီးခဲ့တဲ့ဇန်နဝါရီလ16ရက်နေ့ကကူမင်းဆွေးနွေးပွဲမှာစစ်ကောင်စီနဲ့ NNDAA တို့အပြစ်ခတ်ရဲဆဲဖို့သဘောတူခဲ့ကြတာပါ။ အဲ့ဒီနောက်အချိန်3လခန့်အကြာဧပြီလ20နေ့ရက်ဒီနေ့မှာ ANDAA တပ်တွေလာရှိုးမြို့ကနေအပီးတိုင်ဆုတ်ခွာပြီးစစ်ကောင်စီထံလွှဲပြောင်းမှုရှိနေတာလို့မြို့ခံတွေက ပြောဆိုကြပါတယ်။လာရှိုးမြို့အလွှဲပြောင်းတဲ့ပတ်သက်လို့စစ်ကောင်စီနဲ့ ANDAA ကိုကန့်တန့်မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံတွေကိုမေးမြန်းခဲ့ပေမဲ့တုံ့ပြန်ဖြေကြားလာတာမရှိသေးပါဘူး။အခုကျွန်တော်က ပြောချင်တာကလာချိုးကကျွန်တော်ပြောသလိုပဲမြန်မာနိုင်ငံအလံပဲနော်မြန်မာနိုင်ငံအလံပဲဒီမှာအသားထဲမှာထိုးထားတာအဲ့တော့ကျွန်တော်တို့ကဦးမေအွန်လိုင်းကိုအရန်တော်တယ်လို့ပြောရင်ကျွန်တော်ဆဲရအောင်မယ် တနက်တစ်ချက်မှမဖောက်ဘဲနဲ့ကျွန်တော်ရွှေပြောခဲ့တာလေစန့်ကျင်ဘက်ပေါ့မင်းတို့တနက်တစ်ချက်ဖောက်ကြည့်လိုက်အဲပြန်ရမခမကြသေးရပါဘူးဆိုတာကအခုကြတော့တနက်တစ်ချက်မှဖောက်စရာမလိုဘဲနဲ့လာရှုပြန်သိမ်းပလိုက်တာနော်အဲ့တော့ဦးမေအောင်လိုင်းရဲ့အစွမ်းပကားတော့တော်တော်ကြီးပါတယ်နော်အကျွန်တော်လည်းအခုလာချိုးသွားဖို့အတွက်ကိုမင်းနေတော့ ိုင်ကနေသွားမှရမယ်တဲ့အဲ့တော့စစ်သုံးပန့်ကိုပါသွားတဲ့လူတွေကိုပြန်ပေးတယ်အပေးယူလုပ်တယ်ဒီကြားထဲမှာစိတ်မကောင်းဖြစ်မိတာတကူက PDF တွေ PDF တွေကိုကွမ်းလုံးမှာ PDF တွေကပြေးတာများတယ် PDF တွေကမလုံချင်တော့ဘူးဆိုပြီးတော့ထွက်ပြေးတာမူဆယ်အဲ့ဒီရှမ်းမြောက်တမြောက်လုံးမှာပြေးတော့ကွမ်းလုံးမှာဖမ်းတာ PDF ဆိုရင် PDF ဒစိမ့်နဲ့ PDF ဆိုပြီးတော့လမောင်းဒစိမ့်နဲ့ရှင်းတခါလေးပြတ်တက်လိုက်တာဘဒူဝတ်တက်လာလေသိလား MND ကိုကန့်တက်တာတခါလေးပြတ်တက်တာကျွန်တော်ပြောတာမယုံဘူးဆိုရင်ကွမ်လုံးမှာသွားမိကြည့်လိုက်ကွမ်လုံးမှာလဲကျွန်တော်ရဲ့သတင်းမြေပြင်သတင်းပေးရှိတယ်နော်အဲ့ကွမ်လုံးမှာလဲ လိုက်စစ်တာတိန်စင်းတိန်တက်ကိုစစ်တာ PDF ကိုလုံးဝလက်မခံတော့ဘူးဗမာလူမျိုးမှန်လို့ချင်းရင်သူတေချာကြည့်တယ်သူတေချာစစ်တယ်သူကြည့်တယ်ကြည့်လို့ဒီကောင် PDF ဒီကောင်မတင်ကောင်းဆိုတာ ਨੇ တန်ပန်းတန်ပန်းလားအဲ့ဒါကရဲဝင်းတဲ့ PDF ကိုပြောတာနော်ယူနီဘောင်းတဲ့ PDF ဆိုတာ ਨੇ တခါလေးပြစ်တပ်လိုက်တာကိုကန် MND ရတ်တာနော် ပြစ်တပ်လိုက်တာနော်ခမားတို့ယုံနာမယုံနာကိုခမားတို့မပြောဘူးခမားတို့ကျွန်တော်တို့လိုတရင်ကိုတေးသေးသာလိုက်ပြီးတော့သွားကြည့်သွားမေးကြည့် PDF တွေအကုန်သိတယ်နော်အဲ့တော့ PDF ကတိုင်ပတ်နေပြီခုကျွန်တော်စိတ်မကောင်းတာအဲ့ဒါကျွန်တော်အကျဉ်းရင်ပြောခဲ့တယ်မင်းတို့ PDF တွေ ။ဒါမင်းတို့ PDF မှာညီငယ်ညီမတွေမလုံနဲ့။မင်းတို့ကနိုင်ငံရေးနဲ့နားမလဲဘူး။စစ်ရေးနဲ့နားမလဲဘူး။စီးပွားရေးနဲ့နားမလဲဘူး။လူမှုရေးနဲ့နားမလဲ။မင်းတို့နားလေနေတာကအင်္ဂလိပ်လူမယာဒေါ်စုကြည်။ငါတို့အမေစုကိုဦးမေအောင်လာရဖမ်းနေ။ဖမ်းနေတော့ငါတို့တော်လန်နေ။မင်းတို့တော်လန်ရအောင်မင်းတို့ဒေချိန်လုံးเนี่ยမင်းတို့လက်နဲ့ကင်လာလို့ တော်လန်လာတယ်နော်မင်းတို့လက်နဲ့ရဖို့အတွက်ကိုတိုင်းရင်သားအကြံဘက်လက်နဲ့ခိုင်တောင်းချမ်းသူတပုံးလေးအစိုးရကြီးညာတာငါပြောတာမဟုတ်ဘူးမင်းတို့ကအဲ့ဒီအောက်မှာတော်ပြီးတော့မှနေခဲ့ရတာနော်နေခဲ့ရငါပြောတယ်မင်းတို့ငါအများကြီးပြောတယ်မင်းတို့သူများတီအန်အန်ဒီပလောင်က အရက်ကောင်းတွေတောက်တယ်အစားကောင်းတွေစားတယ်ဘူနေမဲကြားနေမြဲနေတဲ့အချိန်မှာမင်းတို့ PDF တွေကဝက်စာသာသာပဲသီးနဲ့ခရံဒီပဲစားရတယ်လို့ဒီအဝေးမကြီးတဲ့ဒီ30 30နဲ့ဆမ်စင်မှာနော်30နဲ့ဆမ်စင်မှာနော်အဲ့တော့ကြတော့အခုမင်းတို့ကို PDF ဘတ် နဲ့မြင်တာနဲ့တဲ့ရှမ်းမြောက်မှာမင်းတို့ပြစ်တက်နေတာမဟုတ်ကျွန်တော်ပြောမယ်ကျွန်တော်စကားအပေါ်လုပ်ပြီးပြောတာမဟုတ်ဘူးเนาะကျွန်တော်တို့ကတခုတော့ပြောပြမယ်အရက်ကိုတောက်အောင်တောက်လိုက်မယ်မဟုတ်တန်းလေးကတော့ဒီများကိုချက်မပြောဘူးအဲ့ဒါကျွန်တော်ရဲ့ပင်ကိုဗီဇเนาะအဲ့တော့တော့အခုကွမ်လုံးမှာသတင်းပေးနေတာ PDF ဆိုအကုန်ဖမ်းတာအရက်ဝတ်တဲ့ဆိုရင် PDF တွေကအကုန်ထွက်ပြေးကုန်တာတဲ့ ပြေးတော့ဖန်ခိုင်းနေတဲ့နောက်တော့ PDF မြင်ပြစ်တခါလဲတပ်လိုက်တာတဲ့နော်အဲ့တော့ကျွန်တော်အခုကြည့်လိုက်လေအခုမင်းတို့လာချိုးကိုဟမ်အခုမြန်မာနိုင်ငံအလံမဲဆိုးမိုးတာမဟုတ်ဘူးလားမင်းတို့ဒီဘိတ်နဲ့လည်းဘိတ်တော့ချီပရိန်းနေတို့ဆောက်လို့နေတို့အမှုပညာလုပ်ပဲလုပ်လို့ ဖာပဲခံခံဖေမဲကြကြမင်းတို့ဆောက်လို့မင်းတို့လုံးပါပြေရီဦးလူမင်းမင်းတို့ငါဒီဒီဟာနေပြောမယ်မင်းတို့ငါအเจ้าကိုမသိတာမဟုတ်မင်းတို့ငါဒီလိုပြောနေမင်းတို့ငါရဲ့ like ကိုအမြဲတမ်းကြည့်နေတာမင်းတို့ကတကယ်ဖက်ခွက်စားအောင်တန်းစားလေနော်တိုင်းပြည်တပြည်ရဲ့နိုင်ငံရေးလည်းနားမလည်ဘူး စီရဲကိုလည်းနားမလဲပဲနဲ့မင်းတို့ကြောင့်တည်သွားရတဲ့ PDF ဘာပီဒီအက်တွေအမကြီးမင်းတို့လက်သုံးချောင်းထောင်ခဲလို့ဒေါ်ပြည်သူတွေညီရလာဟဲ့ညီတယ်ညီတယ်လို့ပြောလို့တတော်မှာတောင်းစားကလေးနှစ်ယောက်ကမညီဘူးဟဲ့မညီဘူးဟဲ့လို့ပြောလို့ဟောမင်းတို့ကြောင့်နဲ့ငါတို့တိုင်းပြည်ငါတို့နိုင်ငံငါတို့လူမျိုးတွေ မင်းတို့လူပြင်ရသမားဖက်ခွက်စားအောက်တန်းစားနေမင်းတို့အခုရှေ့ထွက်ပြရလားမင်းတို့ပြောရတာမပြောရဘူးမင်းတို့အခုလက်ရှိနာဆကအစိုးရရဲ့လက်အောက်မှာမင်းတို့နေနေတယ်မင်းတို့ကအနေသားချောင်းရင်ပြီးရောနော်မင်းတို့အနေသားချောင်းရင်ပြီးရောအခု PDF တွေအခုတိုင်ပတ်နေပြီနော်ခလေးတွေနေပြီငါပြောခဲ့တဲ့တိုင်းရင်းသားလည်းလည်းကင်တောင်းချမ်းသူတပုံးမယုံနဲ့ နိုင်ငံရေးစစ်ပွဲနေမြေလူတွေစစ်ပွဲနော်ဘာမှမဟုတ်ဘဲနဲ့ကြားခံလိုက်ရတာပီဒီအက်တွေအကုန်သိတယ်အခုတော်ရရပီဒီအက်တွေကကိုစော်ဘုန်းကြီးပြောတယ်ဟာတကယ်မှန်နေဒီလားကိုစော်ဘုန်းကြီးပြောနေတာအကုန်မှန်နေနော်ငါတို့တွေမပြုတ်ပြင်နိုင်နိုင်ခဲ့တာငါတို့တွေနားမလည်ခဲ့တာအခုမျိုးပေါ်မှာကြည်လိုက် အတူမှ PDF ဆိုမပါတော့ဘူး။နော်။ဒီဆောင်လူပညာသမားတွေအဲဖြတ်ကုန်ဖြတ်စည်းပြလိုက်တာသူတို့လက်သုံးချောင်းတောင်းပြီးတော့ဖင်ပြလိုက်노ပြလိုက်နဲ့ဖာတယ်မာတွေနော်ဆဲတယ်ကွာဘာဖြစ်တော့နော်အဲတမုံမြင်းတို့ခိုင်သိန်းကြီးတို့နော်စစ်ကားဆိုရဲသူတို့ပါနိုင်ငံတော်ပေါ်လစီကားဆိုရဲသူတို့ပါ ဟမ်ဒေါ်စုကြည်ကြတော့လည်းပြေးပြီးတော့စပုတ်မရရုံတမယ်ပဲအကောင်မတွေအကောင်တွေကဟမ်ဘုနိုင်ငံကြောင်းနေပြီးတော့လင်းလင်းဟာပြေးတယ်ဟမ်စောင်းစံတွေလူကံလူကောက်လုံနေတာအခုနိုင်ငံတော်လက်ရှိနာသက်ကအစိုးရဘာလုပ်သွားလဲလာချို့တနေ့တစ်ချက်မှပေါ့စရာမလိုဘူးဒါပေမဲ့ပြည်သူတွေအခုချိန်ထိပြည်သူတွေအခုချိန်ထိနောင်နာမရသေးဘူး နော်တမတော်ကယာမခတွေကိုပြန်ဝင်လာတာဟုတ်ဟိုကဖွင့်ပေးလိုက်တာဟုတ်သူ့တွေခွာတယ်နော်စစ်တပ်ကနိုင်ငံတွေကတကားကြီးပေါင်းတွေကိုခွာတယ်ဒီလိုသခိုးမျိုးသခိုးစိတ်နဲ့အောက်တန်းသားစိတ်တွေရှိနေပါတော့ခမားတို့မှာကိုပိုင်သူများပစ္စည်းဗျာစစ်တပ်တွေကပစ္စည်းကိုသူများတွေသွားခွာတယ် ပန်နေသွားယူပြီးရောင်းစားတယ်ခနာတို့ပြည်သူလူထုကလည်းတကယ်ကျွန်တော်တော့မပြောချင်လို့အောက်တန်းစားစိတ်နဲ့အုတ်ချုံမှခနာတို့ကရမှာနော်အခုကျွန်တော်သမီးကျွန်တော်မေးပါမယ်ဒီမှာဘေးမှာထိုင်နေရသမီးလေးလောင်းဘေးနောက်ခနာတို့လောင်းမှာကျွန်တော်တော့သမီးတော့စိတ်သက်ရှိရင်နော်ချစ်ကလေးရွှေ ်ရဲချစ်ကလေးရှေးဒီလိုင်ဘာလုံးမစစ်သားလုံးမစစ်သားလုံးမချစ်ကလေးရှေးကျွန်တော်တို့ငားရောင်းနေရပါကျွန်တော်တို့ငားရောင်းနေရပါဟုတ်လားဟုတ်ကဲ့အဲ့ဒါအန်ယူဂျီကပြောတာဟုတ်လားဟုတ်ကဲ့ဇုံဝီဇုံလားအမသမီးတောင်တည်တယ်ငါသမီး6နှစ်ပဲရှိသေးတယ်ကျွန်တော်တို့ငါရောင်းနေကြပါဘူးငါရောင်းနေရပါတယ်အဲ့လိုမင်းတို့က မင်းတို့ဘယ်လိုပြောပြောမင်းတို့ကနိုင်ငံရေးနဲ့နားမလဲဘူးစီရေးနဲ့နားမလဲဘူးလူမှုရေးနဲ့နားမလဲဘူးမင်းတို့သူများခိုင်းတာလုပ်မယ်သူများပြောတာလုပ်မယ်မင်းတို့ရဲ့စောက်ကျင့်နော်အခုဘာဖြစ်လဲလာကျိုးပြန်သိတော့အတရုတ်ကတရုတ်အကူညင်းတဲ့ဘာညာနဲ့မိမိစပတ်တိုင်းပြည်အေဂျင့်ဖို့လိုတယ်နိုင်ငံအေဂျင့်ဖို့လိုတယ်ဒီနိုင်ငံမှာစစ်မတက်ကလေကောင်းလေလေသူ့ဘာသူကွန်လုံးပဲပေးပေး ုံချမ်းပဲပေးပေးလောက်ကင်ပဲပေးပေးချင်းချွေပဲပေးပေးဟုတ်လားမင်းတို့ကကိုယ်တိုင်လည်းဘေးရနေတယ်မင်းတို့ကိုယ်တိုင်လည်းစစ်မတိုက်ဘူးတိုင်းပြည်ရဲ့အချိုးကိုလည်းပြက်လို့ပြက်စီးအောင်မင်းတို့အကုန်လုံးကိုမန့်နေငါကြည့်နေတာမင်းတို့လိုက်မှန်နေတယ်နော်မိမနပိန်နာကိုစားတဲ့ကောင်နဲ့ငါရဲ့ရာဇဝင်ငါအเจ้าကိုတည်ခြင်းရှမ်းမြောက်မှာစုံစမ်းကြည့်လိုက် နော်အဲ့တော့မင်းတို့တို့ဒီဘိန်းနဲ့လက်ဘိန်းတို့ခြေပရိအောက်တန်းစားတွေကနော်နိုင်ငံရေးလည်းနားမလဲလူမျိုးနဲ့စီရေးလည်းနားမလဲပဲနဲ့တိုင်းပြည်ကိုပြတာဘာဖြစ်လဲလာကြောအခုထောင်ခါလိုက်ပြီလေထွက်ပေါ့စစ်မပြေတော့ဘာဖြစ်လဲပိုကောင်းတာပေါ့ငါတို့တိုင်းပြည်ငါတို့နိုင်ငံငါတို့လူမျိုးတွေငါတို့တိုင်းရင်းသားတွေအားလုံးအေးချမ်းချမ်းနဲ့ဒိုးတူပေါင်ဖက် ိုစည်းပွားရေးကိုလှုပ်ရှားသွားရင်မကောင်းဘူးလားဟမ်အဲ့တော့မင်းတို့ကမင်းတို့ခုလာမန်းနေတဲ့ကောင်တွေကိုမေးကြည့်ဦးမယ်တရုတ်အလံတို့တရုတ်ကအကူအညီလို့ပါလို့မိမဲဆက်ပတ်မင်းတို့ကံပေါ်တွေလော်ကြားတွေဆိုင်ကလုံးတွေမင်းတို့တယောက်မှမစည်းနဲ့နော်တယောက်မှမစည်းနဲ့မင်းတို့ခုလာမန်းနေတဲ့တရုတ်ပါဖြစ်တယ်လို့ညာဖြစ်တယ်လို့ မင်းတို့ကံပိုးတွေလော်ကြားတွေဆိုင်ကလုံးတွေမစည်းနဲ့စည်းမင်းတို့အမေကလောကန္တာလို့မင်းတို့စည်းရလို့ငါပြောလိုက်မယ်နော်ရှင်းလားဟမ်မင်းတို့ကမြန်မာနိုင်ငံမှာလူဖြစ်တာလေမင်းတို့ဒီမြန်မာနိုင်ငံမှာမင်းတို့ဗမာလူမျိုးစုပြီးဗမာသာရေးပြီးတော့မှတိုင်းပြည်နဲ့နိုင်ငံလူမျိုးဖြတ်စည်းတဲ့အကောင်တွေမင်းတို့ကြောင့်အခုလိုခက်ကြီးသုံးပါးတွေစိုက်နေတာ ပြီလားနော်မရှိတဲ့ပေါ်မင်းတို့လမ်းလျှောက်လေနွားစီနွားစီရောင်းပေါ်ငါလားဟုတ်လားစီးလိုက်မရှိနဲ့နော်တရုတ်နဲ့မกินနိုင်အောင်တရုတ်ကဘာဖြစ်လဲညာဖြစ်လဲမင်းတို့ပဲတရုတ်ဘုံတွေတော့မင်းတို့အခုရေးနေတဲ့ဘုံတော့မင်းတို့မင်းတို့စောက်စင်းဟာအိုဘိုဘုံလို့ဒီလားရမီနှုတ်တွဲတို့ရှော့မီတို့နဲ့မင်းတို့ရေးနေတာအခုဟမ် ာဘယ်လိုပါတရားပါဖြစ်တယ်အေးမင်းတို့အဲ့ဒီအလောစီလမ်းကြောင်းကြီးမူဆယ်နဲ့မန္တလေးပွင့်မှာတော့မင်းတို့အဘကကြောင့်ကြီးကိုညာအတိုင်းရှိခိုးဟိတ်မင်းတို့လည်းအတိပါတယ်မင်းတို့ရှိခိုးမှာပါအဘကကြောင့်ကြီးဦးမင်းအောင်လိုင်းကိုကျေးဇူးတင်ပါတယ်အမေတို့အဲ့လိုလုံးမဲ့ကောင်းတယ်ဟောမင်းတို့အခုဘုံနဲ့မင်းတို့ကြည့်နေတဲ့ဘုံတော်မင်းတို့တရားဘုံနေနော် တရုတ်ဘုံတွေနဲ့လာရေးနေတာနော်မြန်မာကအပေါ်သာ3000နဲ့4သိန်းနဲ့မှ8000ပေးရတယ်ဒီမြန်မာ4သိန်းနဲ့8000ပေးရတယ်သိလားဒီအင်းကြီး3သိန်းကျော်တယ်ကျုံလုံးကြွားတာနော်